ောင်းနောက်ကလေးစားနေခိုးတော့ရာကြာပြီးနောင်းနှစ်ဟောင်းကိုလည်းအောင်းနေတယ်ချင်းချက်ဖို့ကစိုးရုံးနေလေးစိတ်လာအောင်မတော့ကျေနော်ငါပစ္စည်းကြော်လေးရပါပြီ။အမှားသေးရောငါလည်းလုံးလုံးကုန်ပြီတော့ကိုကြီးတွေလည်းဒီတပိတ်တာလုံးဝဲလာဒီမှာ။ ရာကြာဖတ်မှလိုက်လို့ငါကြာဖတ်ခုလာဦးမှာဟာအဲခုခုကြောက်လိုက်ချင်းချက်ဖို့ကစွန်ရုံးနီလေးစိတ်လိုက်ဦးမှာတော့ကစွန်ရုံးနီရလေခညာကလေးနဲ့ပြုတ်တော့ရင်မိန်းကလေးတွေတအားတဲ့တာနိုင်တာကြာဖန်းလေး 山上的里虽然是没个阿妈的，但你的母也你的母，哎那边哪点的路？刚来的，我建议你明年多跑的。乡下边那个车，没得椅子，不要不家的。白克里木料的料的，米也香，还有别白克里木玩料料的，土楼的家米孬，酿乌来熬米的，白米勒过。 养牛啊，种个金毛的，米一百么两块。我提干来了也干的，我到一年到一年没多木，我家门口前两棵树下的，各种样的菜青两菜绿下的，产品家里来的，我提干今年前头那个加油里里多呢了。哎，他那是哪？啥六毛？我买水稻了，大哥我也给，啊，今天打包一了去。 မမစီရကြမ်းပါသေးရောငါလည်းလုံးလုံးကုန်ပြီတယ်လို့ကုညီနေသေးတယ်တပိတ်တလုံးဝဲလာဒီမှာတပိတ်တလုံးဝဲရမှာပဲလေကျန်တဲ့စီရနပိစီကျော်လောက်ပဲရတော့မှာအောင်အဲ့ဒါအဲ့ဆိုစီရတွေရောအဲ့ဆိုတော့ကြိုက်မှာဟွန်းမရအသားကြီးဟုတ်တယ်နော်ကျွန်တော်အတုံးကြည့်လို့မနိုင်တန်းနဲ့တားတော့လေအဲတိကျဖို့လိုကရဝေးလိုနဲ့ အစုံနှက်လို့ရတာပေါ့နော်ဒါမဲ့လေဒါတော့သူတို့ကတိချဖို့လိမ့်မကြဘူးနော်တိချဖို့ကတော့အားမကြဘူးအဲ့တော့ထည့်ပြန်မှာတော့ထည့်စိတ်သားနှက်ဖို့အတွက်အနေတော်ခုတ်ထစ်ပြီးပြီဆိုရင်တော့စားချမ်းနဲ့ရှောက်တီလေးထည့်နေပြီးတော့တိချာလေးရေတအောင်ဆေးပေးလိုက်ပါမယ်။ဖင်းအနှစ်အတွက်ကတော့ဂျင်းကျက်သွန်ဖြူနေတဲ့မြေဦးသီးတို့ကိုထည့်ပြီးတော့ရောထောင်ပေးလိုက်ပါမယ်။အယောင်တင်မှုထည့်ခြင်းလည်းထည့်လို့ရပါတယ်။ ရေးစစ်ထားတဲ့စိတ်သားတွေကိုတော့စားနဲ့မဆလာလေးထည့်ပြီးတော့စုံနေပေးထားလိုက်ပါမယ်။အရသာမုံစားသုံးနေဆိုရင်လည်းထည့်လို့ရပါတယ်။ဒီနေ့စိတ်သားလေးနဲ့မှာတော့လေဒီပွင့်မြူမြေပဲစီလေးနဲ့ထောင်းထားတဲ့ဟင်းအနှစ်လေးနဲ့ကိုအရင်စီတက်မှာပေါ့။စီတက်ပြီးကအမှဒီမျိုးလေးတွေကိုပြောင်းထည့်ပြီးတော့နှက်မှာ။ရှင်းမိတဲ့အရသာစိတ်မွေးတဲ့အနံ့နဲ့လေဒီပွင့်မြူတဘဝမြေပဲစီကကြတော့တက်ဆင်ထားတဲ့မြေပဲဆက်တွေကိုနေနှမ်းနေနေနှမ်းပြီးတော့စနစ်တကျချိတ်ခွဲတက်ဆင်ထားတော့ကြတော့ဒီစီသားထူပြီးတော့အပူတန်လဲခံနိုင်တဲ့အရသာလဲကောင်းတယ်။မိသားစုတိုင်းအတွက်ဇင်းလုံးလဲတင့်တင့်တော့လေသုံးလို့အဆင်ပြေတယ်။ လူမြေပဲစီကတော့ဓာတုဗေဒအယုံတော့လုံးဝမပါဝင်မဲနဲ့ ISO standard အတိုင်းစနစ်တကျထုတ်ထားတာပါမြန်မာနိုင်ငံအတိမတ် view FDA လက်မှတ်နဲ့နိုင်ငံတကာအတိမတ် view HACCP လက်မှတ်တွေလည်းရရှိထားပြီးတော့ကျန်းမာရေးနဲ့ညီညွတ်တာမလို့ယုံကြည်စိတ်ကြစွာနဲ့တုံးလို့ရပါတယ်စိတ်သားတပိတ်သားနှက်မှမလို့ရတော့သူကတော့ CO 10တန်းဝန်းကျင်လောက်ထည့်ပေးလိုက်ပါတယ်စီပူလာပြီဆိုရင်တော့စနိုးနဲ့ထောင်းထားတဲ့ဟင်းအနစ်လေးထည့်ပြီးတော့မွှေးနေအောင်စီတက်ပေးလိုက်ပါမယ် ခင်းအနေလေးတွေမှုလာပြီဆိုမှအရသာနေထားတဲ့အသားလေးတွေထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်စီတာတပိတာကိုဝိမှုမြေပဲစီတာ30တာဝင်းကျင်လောက်သုံးပြီးတော့နှက်မှာပေါ့နော်တကယ်လို့ကိုကစိတ်သားကိုရိုးရိုးပဲချက်တာဆိုရင်ကြတော့စီအများကြီးသုံးရမလို့ကဲဒီနေထားနေရပြီဆိုရင်တော့ဒီမျိုးတဲ့ကိုထည့်ပြီးတော့နှက်လိုက်ပါတော့မယ် ။ရေဦးလေးနဲ့နှက်တာဆိုတော့ဟင်းအတုံးလည်းမပြတ်ဖ ೇನೆ အသားကလည်းနူးဤလွယ်ပါတယ်။စိတ်သားမြေဦးနဲ့လေးလဲကြက်ပြီဆိုတော့ချင်းလေးချက်လိုက်ပါဦးမယ်။ ဆိုတော့ဒါလေးကငပိစီကြော်လေးကြော်လိုက်ပါဦးမယ်ငပိစီကြော်ကတော့လွယ်ပါတယ်ရောသူတို့ညမှာအဲဒီလိုလေးစီထဲမယ်စီလေးထဲထည့်ပြီးလို့ရှိရင်စက်သွန်လေးလေးထည့်အဲပြီးစနွန်လေးထည့်အဲ့ဒါလေးထည့်မှွေပြီးတော့ခဏနေငပိလေးထည့်လိုက်ရင်ရပြီဒီစက်သွန်လေးထည့် လိုတော့တော့လေးမွေလေးပြီးတော့အနံလေးမွေးလာပြီဆိုရင်တော့ငပိစီကြော်လေးရပါပြီ ဓမင်းစားလိုက်ပါဦးမယ်အားလုံးလည်းဓမင်းစားကိုဖိတ်ကြပါရဲ့နော်ကေတာစိတ်သားနယ်လေးလူကြီးမြောင်းနဲ့သာလို့မျိုးနဲ့အေးမွှင်းကြလေအားလေးကမေမေဒီနေ့啊စိတ်သားကိုလည်းတုံလေးတယ်ပြီးလို့ရှိရင်ကျွန်တော်စီပွင့်ယူပြီးလည်းတပိတ်တာဝင်လိုက်ရပြီအဲအမေထားရှိတဲ့ဆက်သုံးလိုက်ပြီးသုံးလိုက်ပြီးပါလိမ့်မယ် ပွင့်ညူမြေပဲစီရကြတော့စီသားကောင်းမွန်တော့စားနေတဲ့အချိန်မှာလဲသူ့ရဲ့အနက်နဲ့အရသာလေးကပေါ်လွင်ပြီးတော့ထိထိမိမိလေးရှိပါတယ်စိတ်သားနဲ့ကလေးကနူးလို့ပါဟုတ်ပါတော့စီကောင်းလေးနဲ့နှက်ထားလို့လာမသိဘူးကောင်းလို့ပဲ ါဆိုရင်နောက်ဆက်ပြီးတော့ဆက်လိုက်ပါဦးမယ်เนาะအခုလိုမျိုးပဲနောက်ထပ်လာလဲဒီလိုညာဒေသနဲ့ပတ်သက်တဲ့အညာဆက်ဆက်လေးနဲ့ပတ်သက်တဲ့ဘလိုလေးတွေကိုလည်းဆက်လက်ပြီးတော့ဆောင်ကြည့်အားပေးကြပါဦးเนาะအားလုံးပဲတတ်တာ